က်စံတွေသုံးမကောင်ဘောလို့ pre wedding အတွက်အခုလိုသိမ်းပေါင်းသိမ်းချီရတနာတွေတော့အသုံးပြုခဲ့တယ်။ဟိဝရဲနဲ့ဆိုပြီးပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်မြန်မာ star page ကနေပြလဲကြိုဆိုလိုက်ပါတယ်။မင်္ဂလာပွဲတွေအလုံးသိမ်းမှာမှာအခမ်းအနားဆုံးအကုန်ကြအများဆုံးပက်စံတွေသုံးမကောင်ဘောတွေလို့တောင်ပြောရမယ်။မင်္ဂလာပွဲတစ်ခုရှိနေပါရဲ့။အဲ့ဒါကတော့တခြားသူတွေမဟုတ်ပါဘူး။မကြခင်လက်ထတော်မဲ့နိုင်ငံကျော်တရုတ်ဆောင်ဆောင်တွေမင်းသားဟိဝရဲနဲ့မင်းသမီးဆိုပြီးတဲ့ဇင်တို့ရဲ့မင်္ဂလာပွဲပါပဲ။ သူတို့ဟာမင်္ဂလာပွဲအစစ်ကိုမကျင်းပခင်မင်္ဂလာအကျိုးဓာတ်ပုံအတွက်ကိုပဲငွေတွေသိန်းပေါင်းထောင်ပေါင်းချီအကုန်ကြခံပြီးတော့တန်ဖိုးကြီးရတနာတွေကိုအသုံးပြုကာရိုက်ကူးခဲ့ရကြောင်းအခုလူမှုကွန်ရက်တစ်ခုလုံးမှာပဇံအဟောင်းသားဖြစ်နေကြပါတယ်ပထမဆုံးသူတို့ရဲ့ပြိဝတ်ဒီခရီးစဉ်ကိုပဲကြည့်ပါဦးတာမန်ပြည်တွင်ကလာပါတဲ့နေရာတွေမှာရိုးရိုးလေးရိုက်ကူးခဲ့တာမဟုတ်ပါဘူးသူတို့ဆောင်တွေကငွေကုန်ကြီးကြအများကြီးအကုန်ကြခံပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကလီကျန်းရေခဲတောင်ထိပ်ထိပ်တကူးတကာသွားရောက်ခဲ့ပါ ါတယ်ဒါဒင်းမင်းလောင်းဆိုတော့မဟုတ်သေးပါဘူးအရိကရေခဲတောင်အထိကိုတက်ဖို့အတွက်ကိုပိုင်ရဟန်းရှင်တွေနဲ့မင်္ဂလာအကျိုးဓာတ်ပုံသွားရနိုင်တာကတော့မြန်မာနိုင်ငံမှာလက်ချိုးရေးတွက်လို့တောင်ရနိုင်ပါတယ်။ဒါကသူတို့ရဲ့ကြွယ်ဝမှုတွေကိုပထမဆုံးအချိန်ချပြလိုက်တာပါပဲ။ဒါပေမဲ့အဲ့ဒီရေခဲတောင်ခရီးစဉ်ကအစပဲရှိပါသေးတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့သူတို့ရဲ့ဒုတိယပရိဝတီဓာတ်ပုံတွေကပိုပြီးတော့တောင်မှာအင်အောစရာကောင်းပါသေးတယ်။ဒီတစ်ခါမှာတော့နေရာဒေသထက်သူတို့ဝင့်စင်ထားတဲ့ရတနာပစ္စည်းတွေကြောင့်ပါ အခုဆိုရင်ဆိုဗီယက်တစင်နဲ့ဟင်းဝီယန်တို့ကအမေရိကန်ဒေါ်လာတန်300တန်ဖိုးရှိတယ်လို့ဆိုရဲကမ္ဘာအရှာပါဆုံးအကျော်ကြားဆုံးကိုလံဘီယာမြောက်အစ်စ်တွေနဲ့အာဖရိကစိန်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့လေဆွဲငကက်အပါဝင်ယရနာဆက်ကြီးတစ်ခုလုံးကိုဆင်မြန်းပြီးတော့ခန်းနားစွာနဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်ရှင်။ ဟုတ်ပါတယ်ဒေါ်လာတန်300ပေါင်မြန်မာငွေနဲ့ဆိုရင်ဘီလီယံပေါင်းထောင်ချီတန်ဖိုးရှိတဲ့ယရနာတွေပါသူတို့ကဘာဖြစ်လို့ဒီလောက်ပတ်စံတွေသုံးနိုင်နေရလဲမင်းသားဟင်းဝေရန်ဆိုရင်နိုင်ငံကျော်ထိတ်တန်မင်းသားတယောက်ဖြစ်တယ်လို့သူရဲ့မိဘတွေကိုယ်တိုင်ကလည်းနာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေများစွာပိုင်ဆိုင်ထားတဲ့ထိတ်သီးတထေးကြီးတွေပဲဖြစ်ပါတယ်တဖက်ကမိသားစုအစိုးပြသင်ဆိုရင်နှစ်ပေါင်းများစွာထိတ်တန်မင်းသမီးတယောက်ဖြစ်နေရည်တည်လာခဲ့ပြီးတော့ ကြောင်ညာရီဇက်ကားရီများစွာရိုက်ကူးထားတာကြောင့်သူမကိုရိုင်းကလည်းကြည်ကြည်တက်ကျွဲဝါချမ်းသာတဲ့သူတယောက်ပါပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကဆိုဖြစ်တဲ့စဉ်ဝင်းစင်ထားတဲ့အဲ့ဒီဒေါ်လာတန်း300တန်းရတနာတွေကတခြားသူတွေပေးတာမဟုတ်ပဲဟင်းဝင်းရဲ့ရဲမိဘတွေသူ့ရဲ့ရောက်ခမလောင်းတွေကချွေးမလောင်ဆိုဖြစ်တဲ့စဉ်ကိုအရန်ချစ်မြတ်လို့လုံးမင်္ဂလာဦးလက်ဖွဲ့အဖြစ်ပေးရထားတဲ့ပြည်တန်းရတနာတွေဖြစ်တယ်လို့ဆိုပါတယ်အဆိုပါရတနာတွေကိုတာမန်နေရာကမှယူတာမဟုတ်ပဲကမ္ဘာအချမ်းသာဆုံးရတနာတွေထုတ်လုပ်တဲ့ဒူဘိုင်းကနေပြီးတော့ ဦးမှာယူပြုလုပ်ထားတာဖြစ်ပြီးအကောင်းဆုံးအာဖရိကစိန်တွေနဲ့ကိုလံဘီယာများစစ်တွေကိုအသုံးပြုဖန်တီးထားကြောင်းဒေါ်လာတန်းရာချီတန်ဖိုးရှိနေရဖြစ်ကြောင်းသိရပါတယ်။ကေပရိသကြီးတာကတကယ့်ကိုပတ်စံတွေသုံးမကုန်အောင်ပေါ်လို့ဆိုတဲ့စကားကိုလက်တွေ့ပြလိုက်တဲ့ဟိဝင်ရန်နဲ့ဆိုဗီယက်စင်တို့ငယ်စဉ်ဆုံးတွဲရဲ့ပရိဝတ်တီဓာတ်ပုံတွေပါပဲ။ပရိသကြီးတို့အနေနဲ့ဒီလိုမင်္ဂလာအကျိုးဓာတ်ပုံအတွက်ကိုပဲတိမ်ပေါင်းထောင်တောင်းချီအကုန်ခံဒေါ်လာတန်း300တန်းရတနာတွေဝစ်စင်ရှိုက်ကူးခဲ့တဲ့ဟိဝင်ရန်နဲ့ဆိုဗီယက်စင်တို့ရဲ့အပေါ်မှာဘယ်လိုမြင်မိပါသလဲ။ ်ဒါမှတကယ်ခံစားမှုလို့မြင်မိပါသလားဒါမှမဟုတ်ဘလို့သဘောရလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်